်ပီယာစနစ်ကြောင့်ရှင်းပြဖို့တောင်းဆိုကြတာတွေရှိတဲ့အတွက်ကြောင့်ခုရှင်းပြပါမယ်ဒါပေမဲ့မရှင်းပြခင်မှာအဦးဆုံးကြိုပြီးတော့ပြောထားချင်တာကတော့ဒီရွေးကောက်ပွဲဟာပြည်သူတွေအတွက်ဘာတစ်ခုမှကောင်းကျိုးပေးမဲ့ရွေးကောက်ပွဲမဟုတ်ဘူးဆိုတဲ့အချက်ပါဒီရွေးကောက်ပွဲမှာလူကောင်းဆိုလို့တယောက်မှမပါပါဘူးကျွန်တော်ပြောပြပါပြီလူရုံးမှာ ਨੇ အချောင်သမားပဲပါတာမလို့ပြည်သူအတွက်ရွေးချယ်စရာလူတယောက်မှမရှိပါဘူးလူကောင်းဆိုလို့တယောက်မှမပါဘူးလို့အပြတ်ပြောအောင် မင်းကတယောက်ချင်းအမိစင်းကိုရောလိုက်ကြည့်ပြီးပြီလားလို့တချို့ကမေးချင်စိတ်ပေါ်ကောင်းပေါ်ပါလိမ့်မယ်အဲ့ဒါတော့မလိုပါဘူးယာဘာမှတယောက်ချင်းနာမည်လိုက်ပြီးတော့ဖတ်နေစရာမလိုပါဘူးဒီပုတ်ထဲမှာဒီပဲတွေပဲရှိပါတယ်ဒီပဲတွေကိုစားလို့ရှိရင်ဒီအိနဲ့မဲထွက်မှာပါအဲ့ဒါကြောင့်တယောက်မှမကောင်းဘူးလို့ပြောတာပါဆိုလိုတာကတော့ဗျာတတိုင်းတပီလောက်မှာဒီလောက်တောက်တောက်လဲအသက်ခံနေရတဲ့အချိန်ဒီလောက်ဝက်ဝက်ကွယ်ဘုံကျဲခံနေရတဲ့အချိန်မျိုးမှာ ဒီလောက်တောင်မှမတရားလုပ်ထားတဲ့ရွေးကောက်ပွဲကိုဝင်ပြိုင်နေဆိုကြတဲ့ကလူကောင်းဘလုံးမှာကိုမဖြစ်နိုင်တော့ပါဘူးအချောင်သမားပဲဖြစ်เสียရှိပါတယ်ဒါဆိုလို့ရှိရင်ဒီရွေးကောက်ပွဲမှာမဲမပေးပဲနေရမှာလားလို့တချို့ကမေးကျင်မေးကြပါလိမ့်မယ်တကယ်တော့အဲ့ဒါကလည်းတိတ်ပြီးတော့ထုမယ်လို့တော့မထင်ဘူးဗျတနိုင်ငံလုံးကမဲမပေးပဲနေကြမှာသာ ထုနိုင်မှာပါတယောက်နှစ်ယောက်မဲမပေးပဲနေလို့ကတော့တိတ်ကြီးထုလာမှာမဟုတ်ပါဘူးတနိုင်ငံလုံးမဲမပေးအောင်လှုံ့ဆော်စီရင်မှုကလည်း အခုချိန်ကနောက်ကျနေပါပြီဖြစ်နိုင်တော့မှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်အနေနဲ့ပြောရလို့ရှိရင်တော့မဲပေးခြင်းပေးမပေးခြင်းနေကိုအဆင်ပြေသလိုသာကြည့်လောက်ကြပါတော့လို့ပြောဖို့ပဲရှိတာပါအဲကိုနိုင်ငံရေးတက်ခါကိုကိုလေးစားလို့ NLD ကိုဖျန့်ချုပ်ထားပြီးတော့မတရားလုပ်တဲ့ဒီရွေးကောက်ပွဲကိုမဲမပေးခြင်းပါဘူးလို့ဆိုတဲ့သူတွေအတွက်ကတော့ခင်ဗျားတို့သဘောပါပဲလို့ပြောပြရစီစစ်တပ်က PR စနစ်ကိုပြောင်းလဲကျင့်သုံးတာဘာကြောင့်လဲဆိုတာနဲ့ PR စနစ်ဆိုတာဘာလဲဆိုတဲ့အကြောင်းကိုအခုရှင်းပြပါမယ် သူတို့အကွက်တွေကိုမြင်နိုင်အောင်ရှင်းပြတဲ့သဘောပါမဲဆန္ဒနဲ့တကူမှာကိုယ်စားလှယ်2ယောက်ပဲရှိတယ်ဆိုတော့အဲ့ဒီမှာပါတီကာကြီးကကိုယ်စားလှယ်ကမဲဆုစုပေါင်း1000ရပြီးတော့ပါတီခါခွေးကကိုယ်စားလှယ်ကမဲဆုစုပေါင်း900ရတယ်ဆိုတော့နိုင်သူအကုန်ယူဆိုတဲ့ FETP စနစ်ရဆိုလို့ရှိရင်ပါတီကာကြီးကနိုင်ရပြီးတော့သူ့ကိုယ်စားလှယ်ကလွတ်တော်အမတ်ဖြစ်သွားပါမယ်ပါတီခါခွေးကတော့ဘာတပြားတစ်ချက်မှမရဘဲနဲ့အိယာလေးအိမ်ပြန်ရုံပဲရှိပါတယ်ဒါပေမဲ့ ပီယာစနစ်အရာဆိုလို့ရှိရင်တော့အဲ့ဒါလိုမဟုတ်ပါဘူးပထမကပါတီကကြီးကမဲတတောင်းအတွက် ကိုစလဲဆရာခိုင်နှုံးရပြီးတော့ဒုတိယပါတီခဝဲကမဲကိုတောင်းအတွက်ကိုစလဲ900ခိုင်နှုံးရလိမ့်မယ်ဆိုတဲ့သဘောပါအခြေခံတွဲခေါ်ကလှပပါတယ်မဲကိုတောင်းပေးလိုက်တဲ့ပြည်သူတွေရဲ့စန္ဒဟာအလားအသက်အချင်းကြီးတော့မဖြစ်သင့်ဘူးဆိုတဲ့အတွေ့ခေါ်ပါ မဲတထောင်ရတဲ့သူကတထောင်ဘိုးနေရာရတယ်လို့မဲ900ရတဲ့သူကလည်း900ဘိုးနဲ့ထိုက်တန်တဲ့နေရာရတဲ့ ਨੇ ဆိုတော့တွေးခေါ်ပါတွေးခေါ်ကောင်းပါလေအဲ့ဒါကြောင့်လေဥရောပနိုင်ငံတချို့မှာ PR စနစ်ကိုကျင့်သုံးကြတာပါအဲ့တော့မူလ PR စနစ်ကစနစ်ဆိုးမဟုတ်ပါဘူးစနစ်ကောင်းတစ်ခုပါဆိုတာကစေအုပ်စုရဲ့အကြံကဆိုတာပါစေအုပ်စုက PR စနစ်ကိုကျင့်သုံးကျင်တယ်ဆိုတာကအကြံဆိုးကြီးနေပါ FPTP စနစ်ကိုကျင့်သုံးတော့သူတို့ကအများရန်မဲရှုံနေပါတယ် နေရာတိုင်းမှာသူတို့ကဒုတိယဖြစ်နေပါတယ်ဒါပေမဲ့ဒုတိယပဲဖြစ်ဖြစ်တတိယပဲဖြစ်ဖြစ်ရှုံးရင်တော့ရှုံးလာခြင်းအတူတူပါပဲ FVTP စနစ်မှာရှုံးတဲ့ကောင်ထွက်ရုံပါပဲမဲတွေကိုရေတွက်ကြည့်လိုက်တော့ကြန့်ခိုင်ရေးပါတီကငါတို့ရထားတဲ့မဲကလည်းတိတ်မနေဘူးဆိုတာမျိုးကိုသူတို့သွားပြီးတော့သတိထားမိပါတယ်အဲ့တော့ PR စနစ်နဲ့တွက်ပြီးတော့အချိုးချနေရာပေးလိုက်ရင်တော့ငါတို့ကအခုထက်တော့နေရာရမယ်လို့သွားတွက်ချက်လိုက်မိပါတယ် FVTP မှာထက်တော့ PR စနစ်ဆိုရင်နေရာပို့ရမယ်ဆိုတာအမှန်ပါပဲဒါပေမဲ့ရှုံးတာတော့ရှုံးနေဦးမှာပါပဲဒါပေမဲ့သူတို့အကြံစိုးကြီးကဒါဆိုလို့ရှိရင် PR စနစ်ဆိုလို့ရှိရင်ကိုယ်စားလှယ်နေရာအရေးအတွက်ကတိတ်မကွာတော့ဘူးအဲ့ဒါလို့တိတ်မကွာတဲ့အချိန်မှာငါတို့အကြောယူထားတဲ့၃ပုံ၃ပုံစစ်သားကိုယ်စားလှယ်တွေနဲ့သာပေါင်းလိုက်ရင်ငါတို့ကအများစုဖြစ်ပြီလို့ကြံစီလာပါအဲ့ဒါသူတို့ရဲ့ညံညံနဲ့ပါ PR စနစ်ကသူကြီးပဲဆိုလို့ရှိရင်ကောင်းပါတယ် ပါတီတွေအကြအနိုင်ရှုံးအလွန်ဆွတ်ဆွတ်ဝါဝါမပြတ်အောင်ညှိပေးတဲ့သဘောမျိုးခက်ဆန်ဆန်ပါဒါပေမဲ့အဲ့ဒါလိုတိတ်မကွာတဲ့အခြေအနေမှာအထရင်ယူထားတဲ့သုံးပုံတပုံစစ်သားနဲ့ပေါင်းလိုက်တဲ့အခါမှာကျတော့တော်တော်ဆိုးသွားပါပြီအဲ့ဒါကြောင့် PR စနစ်ကိုသူတို့ကျင့်သုံးတယ်ဆိုတာကအကွက်ချညစ်ပတ်တာပါတကယ်လို့ PR စနစ်တီးတန့်ကိုသုံးမယ်ဆိုလို့ရှိရင်ကိုယ်စားလှယ်တော်ကိုမဲပေးနေကြမလိုတော့ပါဘူးပါတီကိုပဲမဲပေးခန့်လိုက်လို့ရှိရင်ရပါပြီပါတီရဲ့စုစုပေါင်းရတဲ့မဲကိုရခိုင်နှုံးအတွက်အချိုးချပြီးတော့ အဲ့ဒီအချိုးအတိုင်းထိုင်ကုန်နေရခွဲပစ်လိုက်ရုံပါပဲဒါပေမဲ့ကျန့်ဖွတ်ပါတီကအရင်ယူကောက်ပွဲတွေမှာသူတို့မဲတွေပေါင်းကြည့်လိုက်တဲ့အခါမှာနေရာတိုင်းမှာဒုတိယရတယ်ဆိုပေမဲ့သူတို့ဒုတိယရတယ်ဆိုတော့မဲတွေကစေတနာတန်တန်နဲ့ပေးကြတဲ့မဲတွေမဟုတ်ပါဘူးအဲ့ဒီအချိန်မှာပတ်စံပေးဝယ်ထားရတဲ့မဲတွေအများကြီးပါပါတယ်အစိုးရဝန်ထမ်းတွေကိုလက်မျိုးညှစ်ချိတ်ချောက်စီးယုံထားတဲ့မဲတွေပါပါတယ်စစ်ဘိုလ်စစ်သားမိသားစုတွေကိုချိတ်ချောက်ပြီးတော့ထဲခိုင်းထားတဲ့မဲတွေပါပါတယ်ဆိုလိုတာကတိတ်မခိုင်မကြပါဘူး ယုံကြည်ချက်အတွက်ထဲ့တယ်မယ်စေတနာလျောက်ထဲ့တယ်မယ်မဟုတ်တဲ့အတွက်တိတ်မခိုင်းပါဘူး FPTB စနစ်မှာသူတို့ကဒုတိယအမဲအများဆုံးနေရာရပါမယ် PR စနစ်ကိုပြောင်းလိုက်ပြီးတော့လူကိုမဲမထက်နဲ့တော့ပါတီကိုပဲမဲထက်ပါတော့ဆိုတဲ့အခါမှာလူတို့ကသူတို့ပါတီကိုမဲမထက်ပဲနဲ့ပညာပေးလိုက်မှာကိုလည်းသူတို့ကကြောက်ပါသေးတယ်အဲ့တော့သူတို့အတွက်စိတ်ချဆုံးဤကတနည်းပဲရှိပါတော့တယ်ကျွန်တော်တို့ Think Media ရဲ့ဗီဒီယိုတွေကို တစ်ခုလုံးကူးယူတာဖြတ်တောက်ပြင်ဆင်ပြီးတော့ပြန်တင်တာတွေမလုပ်ကြဘူးမြစ်တာရက်ခတ်ပါတယ်အဲ့ဒါလိုခိုးကူးပြန်တင်လုပ်တာတွေဟာမီဒီယာရဲ့ရက်တည်ရေးအတွက်ကြီးကြီးမားမားအဟံအတာအနှောက်ယှက်ဖြစ်လာနေပါတယ်ပြည်သက်များအနေနဲ့လည်းခိုးကူးပြန်တင်တာတွေကို အားမပေးကြဘဲနဲ့မူရင်း TM Media YouTube မှာသာကြည့်ရှုအားပေးခြင်းအဖြစ်မီဒီယာရေရှည်ရည်တည်နိုင်ရေးကိုအားပေးကူညီကြပါလို့မြစ်တာရက်ခံပါတယ်ခင်ဗျာ။ ဲ့တော့သူတို့အတွက်စိတ်ချဆုံးနီးကတနည်းပဲရှိပါတော့တယ်အဲ့ဒါကတော့သူတို့ကိုအများရန်နိုင်နေတဲ့ energy ကိုရွေးကောက်ပွဲကနေပြီးတော့လုံးဝဖယ်ထုတ်ပြစ်လိုက်တဲ့နီးပါအခုရွေးကောက်ပွဲမှာစေအောင်စုနဲ့ကြက်ဖွတ်ညစ်ပတ်တဲ့အဓိကညစ်နီးကတိတ်ထူးစသမ်းမဟုတ်ပါဘူးအဲ့ဒါပါပဲအဲ့ဒါဟာရိုးရှင်းဆုံးအညစ်ပတ်ဆုံးအဆက်အနည်းဆုံးနဲ့အထီးရောက်ဆုံးလဲဖြစ်တဲ့နီးလမ်းပါ energy မပါရင်တောင်သူတို့က တကယ်တော့တိတ်ကြီးစိတ်ချသေးတာမဟုတ်ပါဘူးသူတို့အတွက်ပိုကောင်းမဲ့နီလန်းကိုညံညံနဲ့ထုတ်ပြီးတော့ကြံစီပါသေးတယ်ကြံတဲ့ပါတီလေးတွေထဲမှာတနိုင်ငံလုံးပြိုင်နိုင်တဲ့ပါတီကောင်းကောင်းမရှိတာကိုသူတို့ကသတိထားမိပါတယ်သူတို့လိုငွေအားလူအင်အားသုံးနိုင်တဲ့ပါတီက FPTB မှာအားသာချက်တွေရှိနေနိုင်သေးတယ်ဆိုတာကိုလည်းသူတို့သတိပြုမိပါတယ် NLD သာမပါလို့ရှိရင်ငါတို့ကဆရာကြီးပဲလို့သူတို့ကတွေးပါတယ်အဲဒါကြောင့် PR စနစ်တသက်ကိုကြီးပဲတုံးရင်ပါတီငယ်လေးတွေကိုနေရာခွဲပေးရတာ များသွားမှာဆိုလို့ MMP ဆိုတဲ့ရောသမမွေစနစ်ကိုသူတို့ကြံစီပါတယ်မြို့မြို့လက်ပတ်ပြီးတော့ကြံစီထားတာဖြစ်တဲ့အတွက်သူစနစ်ကခက်ရှုပ်ရှုပ်ပါရှုပ်ဆိုဝင်ပြိုင်မဲ့လွှတ်တော်အမတ်တွေကိုယ်တိုင်တောင်မှတိတ်နားမလဲကြပါဘူးကဘာမှာဆိုလို့ရှိရင် နှမျိုးရောကျင့်သုံးတဲ့အခါမှာအဲ့ MMP မက်စနစ်ကျင့်သုံးပုံကျင့်သုံးနည်းကနှစ်နည်းရှိပါတယ် compensatory စနစ်နဲ့ non compensatory စနစ်ဆိုတဲ့နှစ်မျိုးပါအဲ့ဒီနှစ်မျိုးနဲ့မှာဘယ်စနစ်ကိုကျင့်သုံးမယ်ဆိုတာကလည်း တို့ကရှင်းရှင်းလင်းလင်းပြောမထားပါဘူး။တော့ကြအလုံးမဲ့ပြပြီးမှငါတို့လုတ်တဲ့စနစ်ကဒီစနစ်ကဟိုစနစ်မဟုတ်ဘူးဆိုလို့ရှိရင်အလုံးငုတ်တော့မိကုံချာပါလိမ့်အောင်။ဒီနှစ်ခုကိုသူသိချာချာရှင်းရှင်းလင်းလင်းပြောမထားပါမယ်။ non compensatory လို့ပဲ။အဲ့ဒါကိုကျင့်သုံးမယ်လို့ပဲလူများကနားလည်ထားကြတဲ့အတွက်အဲ့ဒီစနစ်အကြောင်းကိုပဲကျွန်တော်ရှင်းပြပါမယ်။နှမျိုးနှိုင်းရှင်ပြီးတော့ပြောမပြတော့ပါဘူးပို့ပြီးတော့အုံနောက်၆ကုံမှာဆိုးလို့ပါအမျိုးသားလွတ်တော်မှာသူတို့ကတိုင်း ို့မဟုတ်ပြည်နယ်တစ်ခုခုမှာ FPTB ကိုယ်စားလှယ်က6ရောက် PR ကိုယ်စားလှယ်က6ရောက်လို့သူတို့ကသတ်မှတ်ပါတယ်တိုင်းနယ်ပြည်နယ်က14ခုရှိတာဆိုတော့စုစုပေါင်းဆိုလို့ရှိရင်အမျိုးသားလွှတ်တော်တစ်ခုလုံးမှာ FPTB ကိုယ်စားလှယ်က84ရောက် PR ကိုယ်စားလှယ်က84ရောက်ပါအဲ့ဒါကိုတကယ်ရွေးတဲ့အခါမှာမဲထဲတဲ့အခါမှာ FPTB ကိုယ်စားလှယ်တွေအတွက်ပဲပြည်သူတွေကမဲထဲရမှာပါအဲ့ဒီကထည့်လိုက်တဲ့မဲကနှစ်မျိုးအကျိုးသက်ရောက်ပါမယ် FVTP ကိုယ်စားလှယ်တွေထဲမှာဘယ်သူအနိုင်ရမယ်ဆိုတာကိုခါတိုင်း FVTP စနစ်အတိုင်းရိုးရိုးမဲရေတွေ့ရပါမယ်အဲ့ဒါအပြင်မှာရတဲ့မဲရေတွေတွေကိုစုစုပေါင်းဝင်ကြည့်ပြီးတော့ဘယ်ပါတီကအမတ်ဘယ်နှယောက်အတွက်ရခိုင်နှုန်းဘယ်လောက်ရတယ်မဲဘယ်လောက်ရတယ်ဆိုပြီးတော့ PR စနစ်အတွက်လည်းဆုံးဖြတ်ပါတယ်ရတဲ့ရခိုင်နှုန်းပုံမှာမူတည်ပြီးတော့ဆုံးဖြတ်တာပါနမူနာကိုဇာတ်လမ်းတစ်ခုနဲ့ရှင်းပြပါမယ် FVTP ကိုယ်စားလှယ်စုစုပေါင်းက84 PR ကိုယ်စလဲစုစုပေါင်းက84ယောက်ပါပုံထဲမှာပြထားတဲ့အတိုင်းပါတီကာကြီးကမဲရည်အတွက်စုစုပေါင်း90ခိုင်နှုန်းရပြီးတော့အမတ်နေရာ60နေရာကိုအနိုင်ရမယ်ဆိုပါစို့ပါတီကာဝေးကစုစုပေါင်းမဲရည်အတွက်25ခိုင်နှုန်းရပြီးတော့အမတ်နေရာ20နေရာအနိုင်ရမယ်လို့ထားပါကြံပါတီလေးတွေမှာတစ်ခုကမဲ20ခိုင်နှုန်းရပေမဲ့ FPTP နေရာတနေရာမှအနိုင်မရပါဘူးနေရာတော်တော်များများမှာကတ်ချုံတယ်လို့ဆိုပါတော့ဗျာ နောက်ဆုံးပါတီကတော့မဲရီအတွက်900ခိုင်နှုန်းပဲရပေမဲ့ FPTP နေရာ3နေရာအနိုင်ရထားတယ်လို့ဆိုရတော့ဗျာ FPTP နေရာတွေကတော့ရှင်းပါတယ် PR အတွက်နေရာတွက်တဲ့ခါမှာမဲရခိုင်နှုန်းအတိုင်းခွဲပေးပါတယ်အဲ့ဒါကြောင့် PR ထိုင်ကုန်ကိုပါတီကကြီးက52ပါတီတက်ချက်ပုံကိုဇာတ်ထဲမှာကြည့်ပါပါတီခါခွေးက22ပါတီပါတီကငယ်က16.88နေရာနဲ့ ပါတီဂါကြီးက၄တသမ2နေရာအသီးသီးရကြမှာဖြစ်ပါတယ်အမျိုးသားလူတော်မှာရမယ့်စုစုပေါင်းနေရာကတော့နောက်ဆုံးကောလံမှာပြထားတဲ့အတိုင်းဖြစ်ပါတယ်အင်မတန်ရှုပ်ထွေးပါတယ်မရှုပ်ရှုပ်အောင်ကိုလှုပ်ထားသလိုပါပဲတသမတွေကလည်းထွက်လာအောင်မှာပါအဲ့ဒါကိုတော့နေရာယူကြပါလိမ့်မယ်တွနီးကတော့အဲ့ဒါပါပဲအဲ့လိုရှုပ်ရှုပ်ထွေးထွေးတွေလှုပ်ထားတာက တမင်ကိုသူတို့လိုချင်တဲ့အဖြစ်ထွက်အောင်အမျိုးမျိုးလက်ပတ်တွေးတော့ပြီးတော့ညှစ်ထားတာပါ ဒါကစွန့်တက်မှုတစ်ခုလည်းဖြစ်ပါတယ်အခုလောက်ကြည့်လို့အဲ့ဒီနေကသူတို့စစ်တပ်အတွက်အကျိုးရှိတယ်လို့ယူဆရင်နောက်မှပြည်သူ့လွတ်တော်ကိုလည်း PR စနစ်ပြောင်းလဲကျင့်သုံးတာမျိုးလောက်ကောင်းလောက်ပါလိမ့်မယ်စစ်သားသုံးဖို့တပုံအသားစီးယူထားတာတောင်မှအနိုင်မရတော့နောက်ထပ်တစ်မျိုးထက်ကြန်တာဟာအခုရွေးကောက်ပွဲစနစ်ပါပဲဒီနည်းနဲ့များတကယ်လို့ဟန်မကြသေးဘူးဆိုလို့ရှိရင်သူတို့စစ်တပ်ကြောထောက်နောက်ခံပါတီအနိုင်ရအောင် နောက်တစ်မျိုးထပ်ပြီးတော့ကြတော့ကြိုးစားအောင်ကြံအောင်ပါပါပဲနောက်တစ်မျိုးနဲ့ထပ်ပြီးတော့မဟန်သေးဘူးလားမဟန်သေးလို့ရှိရင်နောက်တစ်ခါအာနာသိမ့်အောင်ပါပဲဒီတော့ဒီအခြေခံဥပဒေကြီးရှိသမျှတရားမြတ်တာမှုဘလို့မှမရဘူးလို့တချို့ကတွေးချင်တွေးကြပါလိမ့်မယ်အဲ့ဒါလည်းမလုံလောက်သေးပါဘူးစစ်တပ်ဆိုတဲ့ institution ကြီးရောစစ်အာဏာရှင်တွေရောကိုကဒီတိုင်းပြည်ကိုနှီးမျိုးစုံနဲ့ဒုက္ခပေးနေကြတာပါစစ်တပ်ဆိုတဲ့ institution ကြီးတစ်ခုလုံးကို လုံးဝပျက်စီးသွားအောင်ဖျက်ရင်ဖျက်ဒါမှမဟုတ်လို့ရှိရင်အဲ့ဒီ institution ကြီးထဲမှာပါနေတဲ့ချုပ်ကင်ထားတဲ့စစ်အာဏာရှင်တွေဆိုလိုတာစစ်ဘုံနဲ့အထက်ကလူတွေအားလုံးကိုယာထူးတွေအကုန်ဖြုတ်ပြီးတော့ဒီမိုကရေစီတက်မတော်တဲ့အဖြစ်နဲ့အနှစ်သာရအသက်နဲ့ပြန်လဲထူထောင်ရပါလိမ့်မယ်။အဲ့ဒါကလည်းပြီးတော့ပြည်သူတွေလွတ်မြောက်နိုင်မယ့်တခြားနည်းလမ်းဘာတစ်ခုမှမရှိပါဘူး။အဲ့လိုဖြစ်အောင် လုပ်ဖို့ဆိုတာအင်မတန်ကိုခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့အဲ့ဒါကလွဲပြီးတော့တခြားဘာမှလည်းရွေးချယ်ကြမရှိပါဘူးခင်ဗျာ။